အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Liverpool X Flying Web Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ Liverpool ပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ Mercedes ကိုရှုံးပြီးတဲ့နောက်မှာဆိုရင် Liverpool နဲ့ပတ်သက်တဲ့ negative news တွေဒီအနောက်သဘောဆောင်တဲ့သတင်းတွေအရဆိုရင် line မှာအပြည့်ဖြစ်နေပါတယ်ကျွန်တော်တို့ Liverpool အတင်းကတ်ဆိုင်နေပြီးတော့လက်ခံနိုင်စရာမရှိတဲ့ခြေစွမ်းတို့ မလိုအပ်ဘဲနဲ့ဒီစံချိန်တင်ကြောင်းချွေကြီးတွေတုံးပြီးတော့မယောင်ရစီလူးတာတို့ပြီးတော့ဒီလူတစ်တရာဘာမှမလုံးပြနိုင်ဘဲနဲ့ flow နေပြီးတော့စသဖြင့်ဝေဖန်မှုတွေပေါ့နော်ဒါဟာအခြားပြိုင်ဘက်အတင် fan page တွေရဲ့ view မြောင်ရှာတဲ့ commercial content တွေဖြစ်တယ်ပေါ့နော် commercial content ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ Liverpool အကြောင်းတင်ထားပေမဲ့သူတို့ရဲ့အဓိက target က Liverpool fan တွေမဟုတ်ဘူးတခြားအတင် fan တွေအနေနဲ့ကကျွန်တော်တို့ Liverpool ရဲ့ရှုံးပွဲတွေအပေါ်ကို ဘာကြောင့်ဒီလိုမျိုးရှုံးနေတာလဲအခြေအနေဘလို့တွေဖြစ်နေပြီလဲဆိုတော့တိကျင်စိတ်နဲ့တခြားသင်းဖန်တွေဝင်ကြည့်ကြင်အောင်လို့ view ပို့ရအောင်ပို့ပို့လို့လို့လောက်ထားတဲ့ content တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ video မှာတော့ကျွန်တော်တို့ Liverpool အသင်းတသင်းနဲ့ဟိုပဲ session နဲ့ကြော်လောက်ပေါ့နော်လွန်ခဲ့တဲ့2007ဒီ Torres တို့ခစ်ထရားနေပြီးတော့တသင်းနဲ့ဟိုအမကန်အားပေးလာတဲ့ Liverpool fan တယောက်အနေနဲ့ ဒီတခြားစိတ်ခံစားမှုအပိုင်းတွေဒီ commerce အပိုင်းတွေလုံးဝမပါဘဲနဲ့ဒီဝေဖန်မှုတွေကိုကြိုးចောင်းစီလိုမှုရှိတဲ့ login နဲ့ပြန်လဲတုံ့ပြန်ခြင်းပါတယ်ကျွန်တော်တို့တွက်ချက်ကြည့်ပါလို့အရင်ပြောခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီအပြောင်းရှိဇွေးကွက်မတိုင်မီကျွန်တော်တို့လပဘူးပြန်လာနိုင်တဲ့လျှို့ဝှက်ချက်ကိုအချက်၃ချက်ပြင်ခွဲပြီးတော့ဝေဖန်မှုတွေကိုရပ်တန့်နိုင်မဲ့နည်းလမ်းကိုဆွေးနွေးပြီးတော့ပါမယ်ခင်ဗျာ ပထမဆုံးကျွန်တော်တို့လီဗာပူးပြန်လာနိုင်တဲ့လှုပ်ဝက်ချက်နံပါတ်1ကတော့ schedule logic ဖြစ်ပါတယ်ကျွန်တော်တို့လီဗာပူးอ่ะဆိုရင်ဒီရှုံးမွဲဒရမာတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့လည်းကျွန်တော်တို့ဖလားလန်းချောင်းအကုန်လုံးရဲ့အစောပိုင်းကာလမှာဆိုရင်ဒီအစိုးဆုံးစကဲကြီးကိုဖျက်ဆီးရတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ပရီးမီးယားလိမှာဆိုရင်ဒါ basis အတင်းကြီးတွေအကုန်လုံးထဲမှာ spars နဲ့တပွဲပဲကြံတော့မယ်။ ပြီးတော့ဒီရမတ်အပြေရာဖို့ကံရခတ်တဲ့ဗီလာတို့ဘုံမောက်တို့နူကာဆယ်တို့ပဲလီတို့အေဗာတန်တို့ကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပြီးတော့ဒီချန်ပီယံလိမှာဆိုရင်လည်းဒီအက်တလက်တီကိုမက်ထရစ်တို့ရီယယ်မက်ထရစ်တို့ဂလာတာဆရီတို့ဖရန်ဖတ်တို့စားသဖြင့်ပေါ့နော်ဒီချန်ပီယံလိမှာပေါ်တီးယအစင်းမြင့်တဲ့အသင်းတွေကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပါပြီ။ ဒါကြောင့်ကျွန်တော်တို့ဒီ January Transfer Window မတိုင်ခင်မှာဆိုရင်ကျွန်တော်တို့ Liverpool ကိုဒုက္ခပေးနိုင်မဲ့အသင်းကြီးတွေဆိုရင်ဒီ Inter Milan နဲ့ Spurs လောက်ပဲကြံတော့မယ်ပေါ့နော်။ကြံတဲ့အသင်းတွေဟာအကုန်လုံးဒီအသင်းအလဲလက်တတတာရှိတဲ့အတွက်ကျွန်တော်တို့ Liverpool ကဆိုရင်ဒီရှုံးပွဲ drama တွေကိုခြေဖြတ်ပြီးတော့နောက်လာမဲ့ပွဲစဉ်၅ပွဲဖြစ်တဲ့ဒီ Forest တို့ PSV ပြီးရင်နောက် West Ham ပြီးရင် Sunderland ပြီးရင် Leeds United စားတဲ့အသင်းတွေကိုအနိုင်ယူပြီးတော့အမှတ်ပေးဇယားမှာဒီအစင်အမြင့်မှပြန်လဲယက်တိနိုင်မှုအတွက်ကိုရှင်ရောင်ခွင့်ရင်းဖြင့်အသုံးချမှာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာရလက်တွေစိုးရွားနေမှသာလျှင်အစောကပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ကတ်ဆိုင်နေရာတို့ဘာလို့ညာတို့စသဖြင့်ဝေဖန်တဲ့နေကျွန်တော်တို့လက်ခံနိုင်မှာဖြစ်တယ်ဒီဝေဖန်သူတွေအနေနဲ့လည်းဒီ schedule logic ကိုမမြင်ညောင်ဆောင်နေရတယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်ဒီအာနီစလိုနေနဲ့ဒီလာမယ့်ရှေ့ပွဲစဉ်တွေအနိုင်ယူပြပြီးတော့ဝေဘန်တန်တွေလုံးဝတိတ်ဆိတ်သွားအောင် ပြန်လဲစွမ်းဆောင်ပြနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဒုတိယမြောက်လှုပ်ဝဲချက်ကတော့ဒီဝေဘန်ခံနေရတဲ့ကစားသမားတစ်တွေအပေါ်ကာကွယ်မှုပေးပြီးတော့ယုံကြည်မှုပေးခြင်းဆိုတဲ့အပိုင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီစဉ္ကျင်နေကစားသမားတစ်လေဖလိုဆိုရင်သူ့ရဲ့ကစားပုံကဘလောက်ပဲကောင်းကောင်းသူဖန်နီးပြလိုက်တဲ့ဘောလုံးဂိုးဝင်အောင်မသွင်းနိုင်တာတွေပြီးတော့သူ့ကိုပေးလိုက်တာနဲ့သွင်းကိုကျင်းတည်ရမယ်အခိုက်အတန့်နေမှာဆိုရင်သူ့ကိုမပေးဘဲနဲ့ကိုယ်တိုင်း ကန်သွင်းပြီးတော့လွဲချော့သွားတဲ့အခိုက်အတန့်ဗီဒီယိုတွေရာဆိုရင်ကျွန်တော်တို့ line ပေါ်မှာအမြောက်များတွေ့ရတယ်။ဒါဟာကျွန်တော်တို့အသေးမှရှိတဲ့ဒီကစားသမားဟောင်းတွေအကောလုံးနဲ့ဒီကစားသမားအစ်တွေနဲ့ဒီပေါင်းဆက်ဖို့ပြီးရင်ယုံကြည်မှုရဖို့နားလည်မှုရဖို့အတွက်ကိုအချင်းလိုအပ်နေတဲ့သဘောဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့နောက်ထပ်စံချိန်တင်ကစားသမားဖြစ်တဲ့ Isas ကဆိုရင်လည်းကျွန်တော်တို့အသင်းနဲ့အတူတူမိနစ်60ပြည့်ရဘဏ္ဍပွဲမှမကစားရသေးပါဘူး။ ူအနေနဲ့ဒီ pre-season မှာလည်းအတင်းနဲ့အတူတူဈေးကျင်ရင်မလုတ်ခဲ့ရတဲ့အတွက်ကြမ်းခိုင်မှုပိုင်းမှာလည်း100% face မဖြစ်သေးသလိုကျွန်တော်တို့အတင်းရဲ့ကစားသမားတွေနဲ့လည်းဒီပေါင်းစည်းမှုနဲ့ဒီနားလည်မှုအားကောင်းမှုအတွက်ပွဲချင်းလိုအပ်နေပါသေးတယ်ကျွန်တော်ဘလောက်ပဲစက်ညင်နေကစားသမားတွေဖြစ်ပါစေပေါ့เนาะကျွန်တော်တို့အတင်းတင်းရာဒီ player ရဲ့ quality ကိုဦးစားပေးတဲ့အတင်းမဟုတ်ဘဲနဲ့ system ကိုဦးစားပေးတဲ့အတင်းဆိုရင်ဒီ system အစ်စ် အသင်းဖို့အစ်စ်တွေနဲ့အတူတူနားလည်မှုရရှိပြီးတော့အထိုင်ကြဖို့တော့ဆိုရင် အချိန်တစ်ခုကလိုလိုအပ်ပါတယ်။ပြီးတော့ဒီရောက်ခစားအစောပိုင်းကာလတွေမှာဆိုရင်ခြေစွမ်းမပြနိုင်ပဲနဲ့ဒီအသင်းဖို့တွေနဲ့အတူတူနားလည်မှုရရှိပြီးတော့အထိုင်ကြသွားတဲ့အခါမှာခြေစွမ်းကောင်းနေဇက်တိုက်ပြပြီးတော့ဒီအသင်းတည့်ရဲ့ lunge entry ဖြစ်သွားတဲ့ကစားသမားတွေအားဆိုရင်လည်းတူးနေတဲ့ရှိတယ်ပေါ့နော်။ ဒါကြောင့်အာနီစလောနဲ့အတူကျွန်တော်တို့လီဗာပူးကစားသမားဟောင်းနေရဆိုရင်ဒီကစားသမားအစ်စ်တွေနဲ့အတူတူနားလည်မှုပို့အားကောင်းမှုနဲ့ယုံကြည်မှုပို့ပေးပြီးတော့သူတို့ရဲ့အမြင့်ဆုံးခြေစွမ်းကိုပြန်လဲရရှိလာအောင်လို့လှုပ်ဆောင်ပေးဖို့လဲလိုအပ်တယ်လို့လှုပ်ဆောင်ပေးနိုင်မယ်လဲကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဒီအချက်တွေကြောင့်ကျွန်တော်တို့ကစားသမားအစ်စ်တွေကို flop ဗီဒီယိုဘာလို့လဲအစသဖြင့်ဝေဖန်နေတာဆိုရင်ဝေဖန်မှုတော့အရင်စောလုံးနေသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ တတိယလိုဝါချက်ကတော့ကျွန်တော်တို့လဘဘူးအသင်းဒီ transfer window မတိုင်ခင်မှာပြန်လာဖို့အတွက်ဆိုရင် momentum ကောင်းတစ်ခုရအောင်လှုပ်ဆောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့မှာဆွေးနွေးခဲ့တဲ့အတိုင်းပဲကျွန်တော်တို့လဘဘူးဟာဒီ schedule logic ကိုအသုံးချပြီးတော့ငါးဝက်စက်တိုင်းအနိုင်ရရှိအောင်လှုပ်ဆောင်နိုင်ဖို့လိုရဲပေါ့နော်ဒီ arlen slot နဲ့အသင်းသားတွေအတွက်လည်းဒါကလုံးဝတက်တည်ပြရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီလာမဲ့ပွဲစဉ်၅ဝက်ဆိုရင်ဒီ Forest တို့ PSV Watson Sunderland ီ United စတဲ့အတင်းတွေကိုအနိုင်ယူပြီးတော့ဒီလိုငါးဝက်ဆက်တိုက်အနိုင်ရရှိပြီးတော့ momentum ကောင်းတစ်ခုကိုပြန်လဲပေါ့ဆောင်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီ transfer window မရောက်ခင်ဝေဖန်တန်းတွေကိုအပီးလိုက်ရပ်တန့်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီအချက်၃ချက်ဆိုရင်ကျွန်တော်တို့ Liverpool အသင်းပြန်လာနိုင်မှုအတွက်အသုံးချမယ့်အချက်တွေဖြစ်ပါတယ်။အဆုံးသတ်မယ်ဆိုရင်ကျွန်တော်တို့ Liverpool fan ညီကိုတွေအနေနဲ့ဒီ negative headline တွေကိုအရင်စိတ်ပူမနေပါနဲ့ ကျွန်တော်တို့ပါဘူးဟာဆိုရင်ဒီ logic ရအစိုးဆုံးကာလကိုကြော်ဖြတ်ပြီးသွားပါပြီကျွန်တော်တို့တွေအနေနဲ့ဒီခက်ခဲတဲ့ကာလအနေရုံထုတ်ဖို့အတွက်လည်းကျွန်တော်တို့ရဲ့လမ်းကြောင်းအောင်ဆိုရင်ရှင်းရှင်းလင်းလင်းပေါ်နေပြီးသားဖြစ်တဲ့ဒီအတင်းလေလက်အတင်းတွေကိုအကောင်းဆုံးကြော်ဖြတ်နိုင်မှုပဲလိုပါတယ်ခင်ဗျာဒါကြောင့် Liverpool fan တွေအနေနဲ့ကျွန်တော်အခုဆွေးနွေးခဲ့တဲ့ logic တွေကိုလက်ခံပါသလားကျွန်တော်တို့ဒီ transfer window မတိုင်ခင်မှာရောကျွန်တော်တို့ Liverpool အသင်း၅ဝက်ဆက်တိုက်အနိုင်ယူပြမယ်လို့ထင်ကြလား ဘလို့မြင်ရလဲဆိုတော့ကိုမမဝင်ရောက်ဆွေးနွေးသွားကြပါအောင်ခင်ဗျာအခုဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ